အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Page တက်အားလုံးမင်္ဂလာပါဒါအချောင်းဒီနေ့ရသည့်အပြောင်းအလဲဈေးကွက်မှာလောဝကိုလှုပ်ရှားမှုအများကြီးလုပ်နေတဲ့ဒါအခု Liverpool အသင်းကမနေ့ကပဲ Florian Bus က Liverpool ကိုရောက်ပြီးတော့ Holiday ကပြန်ပြီးတော့တရားဝင် Chelsea ကန် Confirm လုပ်ဖို့အားလုံးရောက်ပြီးတော့ Complete Dandy ဖြစ်နေပြီအဲ့ဒီချိန်မှာ Liverpool အသင်းပေးတက်တဲ့အားလုံးသိထားတဲ့ခနာတေးရဲ့ contract သေးချာမှုမရှိဘူး ဗာဂျင်ဗာတိုက်အသက်ကြီးလာတဲ့အချိန်မှာဆန်ဒါဘတ်တယောက်သူတို့လိုချင်တယ်ကျွန်တော်တနာလေထားတာကဒီပါဘူးကတေဂျာပေါ့ဆန်ဒါဘတ်ခေါ်มาဖြစ်ပေမဲ့အခုလောလောဆယ်မှာတိုက်စစ်မှုခေါ်မယ်လို့ယူဝင်ထားတာသူတို့ကအာလဇနာအီဆက်ကိုသဘောချတယ်နောက်ဒီဟူဂိုအာတီဒီကေကိုသဘောချတယ်ဟောအဲ့ဒီသားမတွေကိုကြည့်နေရင်းနဲ့အခုလက်ရှိမှာဒါသူတို့မထင်မှတ်ပေနဲ့ချယ်လ်စီတို့ထော့တန်တို့ညူကာဆယ်တို့ကိုကြော်ပြီးတော့ ခရစ်စတယ်ဘဲလစ်ကအင်္ဂလန်နောက်ခံလူမာဂေဟီကိုခေါ်ယူဖို့ပုံကိုရေးဆိုင်ရာသဘောတူညီမှုရရှိပြီမာဂေဟီကတကယ့်ကို quality defender ဖြစ်တဲ့ချက်စီရဲ့လူငယ်ကစားမဟောင်းတယောက်ဖြစ်ပြီးတော့လီဗာပူးကပြိုင်ဘက်တီကိုကျော်ပြီးတော့ဟိုလက်ရှိမှာကစားမကိုပုံကိုရေးဆိုင်ရာသဘောတူညီမှုရတယ်ဆိုတော့ဒီကစားမကအသက်24နှစ်ပဲရှိတယ်ဒါခရစ်စတယ်ဘဲလစ်သင်းကို2021ခုနှစ်မှာချက်စီက release လုပ်လို့ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့မှာ ပယ်လင်းစ်တွက်ပရီးမီးယားလိ132ပွဲမှာ6ကိုတွင်ထားပြီးတော့အင်္ဂလန်တွက်23ပွဲတော့ကစားတယ်ပြီးခဲ့တဲ့ယူရိုမှာသူအဓိကကစားမဖြစ်ပါဝင်ခဲ့တယ်ဒါအခုမာကေဟီကအခုသူကစားမဘွားမှာကိုကတော့အများကြီးမသွင်းဘူးလေပရီးမီးယားလိမှာ6ကိုနဲ့ပြိုင်ပွဲဆုံးမှာသူ8ကို155ပွဲမှာ8ကိုတွင်တယ် ်ဘာဖြစ်ဖြစ်ဂေဟီယာတကယ် quality player တယောက်ဖြစ်တယ်ဆိုတော့လီဗာပူးကကစားမကို2030ခုနှစ်ရှိရှိတဲ့ပုံကိုဆိုင်ရာသဘောတူညီမှုကိုနှုတ်အားဖြင့်သဘောတူလိုက်ပြီးကစားမကခေါင်းငိမ့်လိုက်တဲ့ခေါင်းငိမ့်လိုက်တဲ့နောက်ဆက်တွဲအနေနဲ့လီဗာပူးကသူ့ကိုရအောင်ခေါ်ဖို့အတွက်ခရစ်စတီယန်ဘဲနစ်နဲ့စပြီးစီယုံပြီးဆိုတော့လီဗာပူးအသင်းဘက်ကအခုလောလောဆယ်ဖော်ပြတဲ့ report ရဆိုရင်မာကေဟီကို2030ခုနှစ်တည်းရှိတဲ့9နှစ်စာချုပ်ချုပ်ဆိုမှဖြစ်တဲ့ အခုလောလောဆယ်သူနဲ့ကလပ်ကြားကသဘောတူညီမှုဟာနှုတ်အားဖြင့်အားလုံး agreement ရရှိထားပြီးတော့ Liverpool အနေနဲ့ Crystal Palace ကို replacement ရတာနဲ့ဒီကစားမကိုရဖို့ရှိတယ် Palace ကလည်းအခုလောလောဆယ်မှာ Sporting Lisbon ရဲ့ Ivory Coast နောက်ခံလူဒီ Ousmane Diomande ကိုတောက်လျှောက်လိုက်နေတယ်အဲ့ဒီကစားမရတာနဲ့ဒီပြောင်းရွှေ့ဖြစ်နိုင်တယ် ကဲဟီကိုချက်စီကလည်းလိုက်တာမှပဲချက်စီကဘူးလောလောဆယ်ကလပ်ဝကတ်သွားပြိုင်တဲ့အတွက်သူတို့ဘာမှမလုပ်ဘူးဆိုလီဗာပူးကအခုခနာတေးရဲ့ကွန်ထရက်ကတနည်းဗန်ဒိုက်က34တဲ့ကိုဝင်လာတဲ့အချိန်မှာသူတို့တေးချပေါက်စန်တာဘက်လိုချင်တယ်ဒီညမှာဂျာရက်ကွန်ဆက်ကဘိုင်ယလီဗကူစင်ရဲ့နီးပြအရီတဟာနဲ့ဆွေးနွေးနေတဲ့အချိန်သူတို့ probably ရစန်တာဘက်တယောက်လိုကိုလိုအပ်တယ် ကွန်ဆာစတိုဂျိုကိုဘတ်တို့အထဲဝင်ကြတာမှန်တယ်ဆိုတော့လီဗာပူးကအခုမာကယ်ဟီကိုပြောင်းရွှေ့ခြင်းဒါစပြီးတော့ညှိဖို့ပဲလစ်နဲ့စလုပ်ပြီးရပိုင်းတော့မှာပဲခရစ်ဆယ်ပဲလစ်အသင်းကိုလီဗာပူးဘက်ကပြောင်းရွှေ့ခြင်းပေါင်35တန်းနဲ့ total package 340ရှိတဲ့ကာနာမှုနဲ့ပြုတ်သွားမယ်လို့ဆိုထားတယ်ခရစ်ဆယ်ပဲလစ်ကမာကယ်ဟီရဲ့အပြောင်းရွှေ့ကိုအနည်းဆုံးတန်း50လိုချင်တယ်ဟုတ်တယ်ကွန်ထရက်ကတစ်နှစ်ပဲကြံသေးတိုင်အောင် ပြောင်းရွှေ့ခြင်းပေါင်တန်း50 ါသူတို့အနေနဲ့35တန်းလောက်ကိုအရင်ယူပြီးတော့ဂျန်နာကဘယ်လိုပြောမလဲဆိုတော့ bonus တွေခံစား권တွေပွဲထွက်권တွေအားလုံးနဲ့ total တန်း50 Palace ကလိုချင်တယ်ဆိုတော့ Liverpool ဘက်ကအဲ့လောက်ပြီးဖို့အစီအစဉ်မရှိပေမဲ့ club ဘက်ကတော့ဒါ35တန်း plus total package ထက်စာရင် total တန်း40 package နဲ့သူတို့ကမ်းလှမ်းထားတယ်ဆိုတော့အခုလောလောဆယ်နေထားရ Crystal Palace ကတော့ဒါလက်ရှိမှာ negotiate လုပ်ဖို့လုပ်နေပေမဲ့ Markehi က ဒါ Palace နဲ့တတ်တမ်းမတိုးတော့ရတဲ့ကြောင့်အခု Liverpool အတွက် chance ရှိတယ်ဆိုတော့ Liverpool ကအခု Jared Consas ကိုရောင်းထုတ်နိုင်တယ်ဆိုရင်တော့သူတို့ဘက်က Marke ကြီးကသူတို့အတွက်ဖြစ်လာမယ်တော့ကြည့် Jared Consas ကိုသူတို့က Liverpool စင်ကို35တန်းလောက်လည်းရောင်းပါဆိုတော့ I percent နဲ့ဒါသူတို့ကအခု Marke ကိုဝယ်တဲ့သဘောဖြစ်တယ်ဆိုတော့ Florian Vaz ကဲ Jeremy Frimpong ရဲ့ပြီးတော့ Milos Kakic ရဲ့ခေါ်ထားတဲ့အခြေအနေကနေဒါအခု Crystal Palace အသင်းကောင်းဆောင်ကိုလည်းပုတ်ကွေးဆိုင်ရာသဘောတူညီရပြီး ပြောင်းရွှေ့ကြီးစတင်ညှိနှိုင်းနေပြီးကစားမကိုယ်တိုင်ကလည်းလီဗာပူးကိုခေါင်းညိတ်ထားတဲ့အတွက်ပဲလစ်နဲ့လီဗာပူးကြအပြီးတပ်ဖို့ကိုစောင့်နေပါပြီအားလုံးကျေးဇူးပါတယ်